ဖိုးဖက်များအလုံးမင်္ဂလာပါ clock ကနာနဲ့ပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ဒီညရှင်မြန်ကစားသွားကြမယ်ကျွန်တော်တို့ချက်စည်းသိနဲ့ဥကဟန်တန်သိန်းတို့ရဲ့ဘွက်ကျုပ်သုံးသက်ချက်လေးကိုလုပ်ပေးတော့မှာဖြစ်ပါတယ်အဲရင်းနှီးဆုံးဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကြတယ်ညီကိုလေးနဲ့ like and subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ် okay အဆင်လို့ဆိုရင်ဗီဒီယိုလေးကိုကျွန်တော်တို့ဆက်လိုက်ကြအောင်ယူလုံးနေနဲ့ကျွန်တော်တို့ချက်စီအကြောင်းပြောမယ်ချက်စီကတော့ကျွန်တော်ဂျိုင်းအထဲမှာရှင်မြိုင်နဲ့ချန်ပီယံလေးပွဲစဉ်လေးမှာတော့သူတို့အနေနဲ့အဲ တေးရလက်ကိုပုံဖော်သွားတယ်လို့ပြောလို့ရတယ်ဒီတွက်ကြောင့်လည်းကျွန်တော်တို့အနိုင်ရလက်တွေပါတယ်ခမန်းထားတဲ့ပွဲမှာတော့တို့အနေနဲ့တေးရလက်ကိုဒါရပြီးတော့အဲတမတ်တာရယူနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီတစ်ပတ်ရှင်ပြိုင်မဲ့ပြင်းပြလေးပွဲစဉ်စတစ်ကလည်းကျွန်တော်တို့ဒီပွဲပြီးသွားလို့ရှိရင်ကျွန်တော်ဂျားရဲ့ထဲမှာကျွန်တော်ချင်းအဲ sorry international break တွေလာတော့မှဖြစ်တဲ့အထက်ကြောင့်ကျွန်တော်တို့ night တွေကြီးကျွန်တော်တို့ဒီပြန်ရပြီဗျာကစားသမားတွေအနေနဲ့နိုင်ငံသင်းကိုတွားပြီးတော့ကစားတဲ့အဲကစားသမားတွေရှိသူကျွန်တော်တို့အဲ ကိုယ့်ရဲ့ကလပ်မှာပဲအကြံခဲ့တဲ့ကစားသမားတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီတစ်ခါကတော့ကျွန်တော်တို့ချက်သေးသေးနေနဲ့နိုင်ပွဲတွေကိုပြန်လည်ဖော်ဆောင်ဖို့လိုအပ်တယ်လို့တော့မြင်ပါတယ် ပြီးရင်အိမ်ခွင်းလည်းဖြစ်တယ်ပြီးလို့ဆိုရင်လည်းကျွန်တော်တို့တစ်ဖက်ကလာရောက်အဝေးခွင်းမှာလာရောက်ရှင်ပြန်မယ်ကစားအတင်းရလည်းကျွန်တော်ဝူဟာဟန်တန်နဲ့ကျွန်တော်ဒီနေ့ရတီထဲမှာတော်တော်လေးဥမှာအချိန်နေနေစိုးဝါးလွန်းနေတဲ့အတင်းသင်းဖြစ်တဲ့အတွက်ကြောင့်ဆက်စည်းစင်းတဲ့ဒီနေ့ပွဲမှာတော့အဲမဖြစ်မနေနိုင်ွယ်လိုအပ်တယ်လို့တော့ကျွန်တော်ကတော့မြင်နေပြီးရင်လည်းသူတို့ရဲ့ကစားသမားစုပွဲအားနဲ့ဆိုလို့ဆိုရင်တစ်ဖက်ကကျွန်တော်တို့ဝူဟာဟန်တန်ကိုအမြဲတမ်းလို့လို့ကျွန်တော်အတားစီးရထားနိုင်တာတွေ့ရတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ ချက်သိသိနေတဲ့ထပ်ပြီးတော့နိုင်ပွဲတွေကိုဖော်ဆောင်နိုင်မယ်လို့တော့ကျွန်တော်တော့မြင်တယ်။ Okay အဲဆိုရင်ကျွန်တော်တို့ဒီနေ့ကကျွန်တော်နောက်ဆုံးရှင်းပြထားတဲ့၅ပွဲနောက်ဆုံးရှင်းပြထားတဲ့၅ပွဲမှာဆိုလို့ရှိရင်ကျွန်တော်ဝူပါဟန်တန်နေနဲ့လည်းကျွန်တော်တို့အဲတပွဲပဲတည်ရကြထားပြီးတော့၄ပွဲအထိကိုရှုံးနေထားတာတွေ့ရမယ်။ဒီထဲမှာတော်တော်လေးမှအခြေအနေဆိုးတဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့လည်းအဆင့်20မှာရက်တည်နေတာကိုတွေ့ရမယ်။တစ်ဖက်ကတော်တော်လို့ချက်စီချက်စီကလည်းကျွန်တော်တို့နောက်ဆုံးရှင်းပြထားတဲ့ပြိုင်ပွဲစုံ၅ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့၃ပွဲအထိနိုင်ထားပြီးတော့တပွဲတည်တပွဲရှုံးနေထားတာကိုကျွန်တော်တို့တွေ့ရမယ်။ ဲဒီတော့ကြောင့်လဲခြေသီးသင်းနေနဲ့ကျွန်တော်အဲဒီတေးကြထားတဲ့ပွဲကလည်းကျွန်တော်အဲ၈၀၀ပွဲပေါ့ကျွန်တော်ချန်ပီယံလိပွဲစဉ်လေးကပွဲမှာတော့တည်ရထားတဲ့အတွက်ကြောင့်ထပ်ပြီးတော့ကျွန်တော်တို့ဒီတစ်ခါရှင်ပြိုင်မဲ့ပြီးမြတ်လိပွဲစဉ်ရင်ကျွန်တော်တို့ဆက်တင်မှာဆိုလို့ရှိရင်နိုင်ပွဲတွေကိုပြန်လည်ဖော်ဆောင်ဖို့လိုအပ်တယ်လို့တော့မြင်တယ်။သူတို့ရဲ့ကစားသမားစပွဲနဲ့အားနဲ့ဆိုလို့ရှိရင်ဒီနေ့ပွဲကတော့ခြေစည်းအသင်းအတွက်ထပ်ပြီးတော့ကျွန်တော်တို့ဂိုးတွေပါတယ်ထပ်ပြတ်အောင်မလားဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်။တစ်ဖက်ကကျွန်တော်တို့အဲ ဝဟန်တယ်ဝဟန်တယ်အနေနဲ့လည်းကျွန်တော်တို့ချက်စီရဲ့အိမ်ဝင်းမှာကျွန်တော်တို့ဂျင်းတစ်ခါမှမနိုင်ဘူးတာတွေ့ရတဲ့အတွက်ကြောင့်ဒီနေ့တို့အဝေးကမှလာရောက်ရှင်မြိုင်မဲ့ပွဲရလဲကျွန်တော်တို့ချက်စီရဲ့အိမ်ဝင်းဖြစ်တဲ့အတွက်ကြောင့်ဝဟန်တယ်အနေနဲ့တော်တော်လေးမှမလွယ်ကူလို့တော့မြင်တယ်အဓိကအားဖြင့်တို့ရဲ့နောက်တန်းကိုဟိုအဓိကထားပြီးတော့ကျွန်တော်တို့လူဘလော့ဒီဘလော့တွေနဲ့ပဲဆော့သွားမလားဆိုတော့ချက်တော့စောင့်ကြည့်ရမယ်ဒီချိန်မှာဆိုလို့ရှိရင်ချက်စီတင်းနေတဲ့တော်တော်လေးမှဖြုတ်ခွင်းရခတ်သွားမယ်လို့တော့မြင်တယ်ဒါမှလည်းချက်စီရဲ့ ကျွန်တော်တို့တိုက်ဆက်မှာလဲကျွန်တော်တို့အာသူရဲ့အဓိကတိုက်ဆက်သမားဖြစ်တဲ့ဒီလစ်တို့ဘာလို့ပြန်လဲလာတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ကျွန်တော်တို့ twin code တွေဘာတွေမများသူတို့စီရထပ်ပြီးတော့မြင်တွေ့ရအောင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်။ Okay အဲဆိုတော့ကျွန်တော်ဒီနေ့သင်ရထိုက်တိုက်တွေ့ဆုံမှုဒီနေ့သင်ရထိုက်တိုက်တွေ့ဆုံမှုမှာတော့ကျွန်တော်တို့ဟုတ်ပါဟန်နေနဲ့တော့ကျွန်တော်တို့6ကြိမ်ထိနိုင်ထားပြီးတော့ကျွန်တော်တို့၄ကြိမ်တည်းကြထားတယ်။တစ်ဖက်ကကျွန်တော်တို့ Chelsea Chelsea ကတော့ကျွန်တော်တို့အများဆုံးလို့အသာသေးရထားနိုင်တာတွေ့ရတဲ့အတွက်ကြောင့်အာဟိုဟန်တန်နဲ့တွေ့ဆုံနိုင်ချိန်တိုင်းမှာသူ့အနေနဲ့၁၇ကြိမ်ထိတော့ကျွန်တော်တို့နိုင်ပွဲတွေကို ရအောင်ပုံဖော်ထားထားနိုင်တယ်ဗျာချက်စီရဲ့အင်္ဂလိပ်မှာဆိုရင်လည်းကျွန်တော်တို့ဟူဟန်တန်အနေနဲ့တခါမှနိုင်ပွဲတွေကိုမရရှိသလိုအများနဲ့လို့ကျွန်တော်တို့ဒီနေ့စဉ်ကထိုက်တိုက်တွေ့ဆုံမှာတော့ဂိုးတွေအများနဲ့ပြတ်သက်ခြေနေတွေရှိတဲ့အတွက်ကြောင့်တော့ဒီတစ်ခါဆုံတွေ့မဲ့ကျွန်တော်တို့ချက်စီရဲ့အင်္ဂလိပ်မှာတော့ဟူဟန်တန်အနေနဲ့ထပ်ပြီးတော့ကျွန်တော်တို့ဂိုးတွေပါလိမ့်များပြတ်သွားမလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ် ကျွန်တော် okay အဲ့ဆိုလို့ထင်ကျွန်တော်ဒီနှစ်သိန်းကကျွန်တော် command line နဲ့လေးမှာတော့ Wuhan တန်းနေနေကတော့ကျွန်တော်ချက်သီးကိုရှင်ပြီးတော့ဖိုက်ဖို့ဆိုတာတော်တော်လေးမှမဖြစ်နိုင်တဲ့အခြေအနေပါနောက်ပြီးတော့အဝေးဝင်းလည်းဖြစ်တယ်ပြီးရင်လည်းတို့ရဲ့ကဒါနမစုဖွဲ့အားနဲ့ချက်သီးရဲ့ကဒါနမစုဖွဲ့အားဆိုလို့ဆိုရင်တော်တော်လေးဥမာကွာနေတဲ့အခြေအနေမျိုးတွေရှိတဲ့အတွက်ကြောင့်အာဒီနေ့ပွဲမှာတော့ကျွန်တော် Wuhan တန်းနေနေကတော့ကျွန်တော်တို့ရဲ့အဓိကကျွန်တော်တို့အာခန်းစစ်ကိုပဲဦးစားပေးပြီးတော့ကျွန်တော်ကတော့ကျွန်တော်မြင်ရဆိုဆော့သွားမယ်လို့တော့မြင်တယ် okay အဲ့ဆိုလို့ကျွန်တော်တို့ အဲဒီနေ့တင်းရဲ့ကျွန်တော်ခမန်းလိုက်နဲ့လေးကိုသွားလိုက်မယ်ဆိုလို့ရှိရင် Uber Hunter အနေနဲ့တို့ရဲ့အဓိကကိုးသွားနေရမှာဆိုဂျွန်စတုန်းပဲပွက်ထွက်လာပြီးတော့ပြီးရင်တော့ကျွန်တော်နောက်တန်းမှာတော့တို့ဒီနေ့မှာတော့ကျွန်တော်တို့အဲ9ယောက်ထိလောက်အဲ53အဲဟုတ်တယ်533လောက်တော့တို့သွားမလားဆိုတာတော့ကျွန်တော်အဲကြည့်ရမယ် ဲ့အဲ့လိုမျိုးမဟုတ်နဲ့ Python 2တို့အဲ့တော့433တို့အဲ့လိုမျိုး433ဆိုရင်တော့မှတို့တို့တော့ကတော်တော်လေးမှအဆင်မပြေဘူးလို့မြင်တယ်ကျွန်တော်မြင်ရဆိုရင်541အဲ့လိုမျိုးပုံစံမျိုးမှအဲ့ချက်စီးကိုတို့အနေနဲ့ရှင်ပြီးတော့အဲကစားနိုင်မယ်လို့တော့မြင်အဲ့လိုမျိုးမဟုတ်ဘဲနဲ့အဲတိုက်စစ်ဖွင့်ပြီးတော့ဒါဆော့လိုက်မယ်ဆိုလို့ရှင်ချက်စီးချီရနေပြီးတော့ကျွန်တော်တို့အဲဂိုးတွေဒါဇင်ဝက်လောက်များတွင်းသွားမလားလို့တော့မြင်ရတယ်ချက်စီးကလည်းကျွန်တော်ဂျိုင်းထဲမှာ ။အဲ့ဒီရလက်တွေကိုပုံဖော်ထားရင်အဲကြောင့်ဒီနေ့ပွဲမှာပောက်ကွဲအားနှုံးတွေကိုကြည့်ရမလားဆိုတော့တော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းတယ်။ဥပမာအဲ့ဆိုရင်ကျွန်တော်အဲ Uber Hyundai ရဲ့ကျွန်တော်တို့ခမလိုက်နဲ့လေးသွားလိုက်ရအောင်။ Euro နဲ့တို့ရဲ့နောက်တက်မှာဆိုလို့ရင် Hugo Bruno တို့ရှိမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ Gomez တို့ပါတို့ရှိမယ်ပြီးလို့ဆိုရင် Chris G တို့ရှိမယ်ပြီးလို့ဆိုရင်အဘူ Bruno တို့ထပ်ပြီးတော့ရှိမယ်ပြီးလို့ဆိုရင်ဟိုပါတို့ဒီစုဝဲ9ယောက်နဲ့ပဲတို့တို့ပွဲထွက်လာမယ်လို့မြင်နေပြီးလို့ဆိုရင်တော့တို့ကွင်းလေကွင်းလေမှာတော့တို့ရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ကျွန်တော်တို့ကျိုကကိုမတ်တို့ပါလို့ရှိမယ်ပြီးလို့ဆိုရင်အန်ဒရီတို့ပြီးရင်တော့မူနစီတို့ပါတို့ဒီအစုဖွဲ့တွေနဲ့ထွက်ပြီးတော့သူတို့ရဲ့တိုက်စစ်ကစားသမားကတော့ကျွန်တော်တို့ဟူအန်တို့ရှိမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ဆက်ထရင်လာဆန်တို့ဒီအစုဖွဲ့နယ်ပဲချက်စည်းကိုရှင်းပြမယ်လို့တော့မြင်တယ်တကယ်လို့ဆိုချက်စည်းရဲ့တိုက်စစ်ဆင်မှုတွေကတအားများမယ်ဆိုလို့ဆိုရင်တော့သူတို့အနေနဲ့အဲ 5 5လောက်အထိကျွန်တော်တို့ထပ်ပြီးတော့သွားမဲ့ပုံစံမျိုးတွေရှိတယ်ဗျာအဲသူတို့အနေနဲ့ twin go တွေပါတယ်အများကြီးခွင့်မပြုအောင်ဆိုလို့ရှိရင်ဒီပုံစံကသူတို့အတွက်အကောင်းဆုံးလို့တော့ကျွန်တော်မြင်တယ်တစ်ဖက်က Chelsea Chelsea ကတော့ရှင်းပါတယ်သူတို့ကတော့ဒီနေ့ပွဲမှာတော့လူစုံထုတ်ပြီးတော့အဲကံလာမယ်လို့တော့မြင်တယ်ပြီးရင်လည်းသူတို့အဓိကတိုက်ဆက်ကစားသမားဖြစ်တဲ့ဒီလိုတွေပါတော့နဲ့ပွက်ထွက်လာမလားဆိုတာတော့ကျွန်တော်တို့ချက်တော့စောင့်ကြည့်မယ်သူရဲ့အဓိကကုသမနေရာမှာတော့ကျွန်တော်တို့ဆက်ချက်ပဲပွက်ပွက်ထွက်ပါဝင်လာပြီးတော့ ီးတော့နောက်တန်းလေးရောက်နောက်တန်းလေးရောက်နေမှာတော့တို့ရဲ့အဓိကကစားသမားတွေဖြစ်တယ်ကျွန်တော်တို့ကူကူရဲလာတို့ဘာလို့ရှိမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ခြာလို့ဘာလို့ပြီးရင်တော့ကျွန်တော်တို့ဖိုဗာနာတို့ဘာလို့ရှိပြီးပြီးရင်တော့ကျွန်တော်ဒီနေ့ပွဲမှာတော့ဘရစီဂျင်းတို့ဘာလို့ပြန်လဲပွက်ထွက်လာမယ်လို့တော့မင်းနဲ့ငွေအရလို့ဆိုရင်ကျွန်တော်တို့ကွင်းလေကွင်းလေမှာတော့တို့ရဲ့အဓိကကစားသမားဖြစ်တဲ့အဲအန်ဆိုဖရန်နက်တို့ဘာလို့ရှိမယ်ပြီးလို့ဆိုရင်မဆက်ကန်စီတို့ပြီးလို့ဆိုရင်ကျွန်တော်တို့အဲဂျောက်ပထိုတို့ဘာလို့လဲများပြန်လဲတွဲမလားဆိုတာတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်ပြီးရင်တော့ကျွန်တော်တို့တို့ရဲ့တောင်ပန်းနှစ်ချက်မှာတော့ကျွန်တော်တို့အဲ နေတိုတို့ပါတို့ရှိမယ်ပြီးလို့ဆိုရင်လည်းကာနာချူတို့ပါတို့ရှိမယ်ကာနာချူကလည်းကျွန်တော်ရှေ့ပွဲမှာသူ့အနေနဲ့သွင်းငိုးတွေပါတွေဟိုဖော်ဆောင်ထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာထပ်ပြီးတော့သွင်းငိုးတွေပါတွေသူ့စီကထပ်ပြီးတော့မြင်ရတွေ့ရအောင်မလားဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်ဒါပေမဲ့ကာနာချူကိုသွင်းလို့ဆိုလို့ဆိုရင်တီးမဟုတ်လို့ဆိုရင်ရှုံးတဲ့အခြေအနေမျိုးရှိတဲ့အတွက်ကြောင့်ကျွန်တော်နှစ်ပွဲလောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရှေ့တပွဲမှာတော့လည်းကာနာချူအနေနဲ့အဲသွင်းငိုးတွေသူ့အနေနဲ့စောစောဆေးသွင်းတော့ရှုံးနိုင်သွားတာကျွန်တော်အခြေအနေမျိုးတွေရှိသလိုကျွန်တော်ပြန်ချန်ပီယံလိမ့်မှာတော့လည်း သူ့နေနဲ့သူ့စီကနေတော့တွန်းကိုတွေမှာမြင်တွေ့ရတယ်တော့တည်ကျသွားတဲ့အခြေအနေမျိုးတွေရှိတဲ့အတွက်ကြောင့်ကနာချိုဂိုးမသွင်းစေအဲဂိုးတော့မှမသွင်းစေခြင်းနဲ့အခြေအနေမျိုးတွေမှာရှိတယ်ဗျာဘာလို့ကြောင့်လဲဆိုသူဂိုးသွင်းလိုက်တာနဲ့တိတ်ပြီးတော့အတင်းအခြေအနေတိတ်တော့မကောင်းမနဲ့တိုင်မတ်သွားတဲ့အခြေအနေမျိုးတွေကြောင့်အဲဒါနဲ့အဲသူသွင်းကိုသူသွင်းလိုက်တဲ့ဂိုးကြောင့်ပဲဖြစ်တာလားဒါမှမဟုတ်ပဲအဲအတင်းရပဲအဲ့လိုမျိုးအခြေအနေဖြစ်သွားတာလားဆိုတော့ဒါမှတော်တော်လေးမှတိုက်ဆိုင်နေတဲ့အခြေအနေရှိတဲ့အတွက်ကြောင့်အဲခန္ဓာချိုစီကနေပြီးတော့ဂိုးထောက်ပွက်မှုတွေပါပဲပဲ မြင်တွေ့ရရင်ပို့ပြီးတော့အဆင်ပြေမယ်လို့တော့ကျွန်တော်မြင်တယ်ပြီးတော့တို့တိုက်ဆက်တို့တိုက်ဆက်ကတော့ကျွန်တော်တို့ကွန်အဟိုဒိုင်အားတက်တာဒိုင်အားနေတော့ပြန်လဲတက်တာလာတဲ့ကျွန်တော်တို့အဲဒီလေးပြန်ရှိမှာဗျာဒီကစားသမားပဲဒီနေ့ပွဲမှာတော့ပြန်ပြီးတော့ပွဲထက်လာမယ်လို့တော့မြင်တယ်ဒီအစုဖွဲ့နဲ့ဆိုလို့ဆိုရင်တော့ကျွန်တော်တို့သူ့ရဲ့ချက်စီးရဲ့အိမ်ငွင်းလဲဖြစ်တယ်ပြီးလို့ဆိုရင်လည်းတစ်ဖက်ကကျွန်တော်တို့ဒီနေ့ပြင်းပြလေးရာဒီမှာတော်တော်လေးမှအခြေအနေဆိုးဝါးလွန်းနေတဲ့အတင်းတင်းတွေကအတင်းတင်းဖြစ်တဲ့အတွက်ကြောင့်ချက်စီးတင်းနေတဲ့ဒီနေ့ပွဲမှာတော့နိုင်ပွဲတွေကို အဲဖော်ဆောင်နိုင်မယ်လို့တော့မြင်တယ်ဒါမှမဟုတ်ကျွန်တော်ကိုပြက်ကိုမပြက်ပဲကြီးလို့အဲကြည့်ရမှာပဲအဲ့လိုမှမဟုတ်ဘဲနဲ့ချက်စီးရဲ့ကျွန်တော်တို့အဲမမသိတဲ့အမားတွေဒါလောက်ခဲ့မယ်ဆိုလို့ရှင်စောစောစီးပြန်ပြီးတော့မထမထားတဲ့အခြေအနေကနေတော့ဝဟန်တန်နဲ့တွင်းကိုတွေပါတယ်များပြန်လဲအတွင်းလာမယ်ဆိုလို့ရှင်နော်ချက်စီးသိနေတော်တော်လေးကအခြေအနေဆိုပြီးတော့အကြိုက်ရိုက်သွားနိုင်မယ်အခြေအနေမျိုးတွေရှိရယ်ဗျာဒီလိုကြောင့်ပဲကျွန်တော်ကတော့ချက်စီးသိနေစောစောစီးပထမပိုင်းလောက်မှာတည်းကအဲတေချာမဲ့ သေချာစေမဲ့ဂိုးတွေပေးလို့ဆိုရင်ကျွန်တော်1စီ2စီလောက်နဲ့အဲ9သေချာစေမဲ့ဆိုလို့ဆိုရင်တော့တော်တော်လေးမှအချိန်တွေကောင်းမယ်လို့တော့မြင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ပထမပိုင်းမှာလည်းစီစီလောက်နဲ့ပါဖြစ်သွားမယ်ဆိုလို့ဆိုရင်တော့တစ်ဖက်ကကျွန်တော်တို့ Uber Hunter ကလည်းထပ်ပြီးတော့ပိတ်လိုက်မယ်ဆိုလို့ဆိုရင်ချက်စီးတင်းနေနဲ့တော်တော်လေးမှအခက်တွေ့သွားမယ်လို့တော့ကျွန်တော်ကတော့မြင်တယ်တစ်ဖက်ကကျွန်တော်တို့က အခုဘာဟန်တန်နေနဲ့လေသူတို့ရဲ့တိုက်ဆက်ကအဲ့လောက်ထိထင်တော့အလုံးမဖြစ်လို့ဒါမှလည်းတစ်ခါအသိန်းကိုလည်းတော်တော်ကျွန်တော်တို့ short တွက်လို့တော့မရဘူးဒါပေမဲ့ဘောလုံးပွဲဆိုတော့ဘာမှမစိုးဖြစ်သွားနိုင်တဲ့အတွက်ကြောင့်အဲချက်စီးတင်းနေလဲကိုယ့်ရဲ့အိမ်ဝင်ဖြစ်တဲ့တိုင်အောင်တတိကြီးကြီးထားပြီးတော့ကစားမယ်ဆိုလို့ဆိုရင်တော့ကျွန်တော်တို့နိုင်ပွဲတွေကိုပြန်လဲဖော်ဆောင်နိုင်မယ်လို့တော့ကျွန်တော်တို့အမိနဲ့ okay အဲဆိုလို့ဆိုရင်ကျွန်တော်တို့ဒီညရှင်ပြိုင်ရမယ်အဲည2နာရီခွဲမှာရှင်ပြိုင်ရမယ် ချက်စီးတင်တဲ့ကျွန်တော်ဝူဘာဟန်ဒနိုရဲ့အတင်းမှာတော့ဘယ်တင်ကအနိုင်ပွဲတွေကိုပြန်လည်ပုံဖော်ပြီးတော့ရှုံးမွဲတွေကိုဘယ်တင်ကနေကြုံတွေ့သွားမလဲဆိုတာဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးတော့လို့ရပါတယ်။နောက်ကြည့်ကြည့်ပြီးတဲ့ညီကိုတရားချင်းတိုင်ကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပါဗျာ။